မပြောပြပြမိအကြောင်းအရာကတော့ဒီဟာ UA 120နဲ့128ယူဆိုတဲ့အကြောင်းအရာပေါ့နော်အမြန်မာပြည်အထက်ပိုင်းမှာဆိုလို့ရှိရင်ရွှေတွက်နီကိုအတကြက်သားမှာ120ယူနဲ့တုံးကြတာရှိတယ်ပေါ့နော်အာဒါမဲ့နေရအနေငယ်တော့ပေါ့နော်ဒီမြန်မာပြည်အောက်ပိုင်းမှာဆိုလို့ရှိရောတကြက်မှာ128ယူနေပဲတုံးကြတာများတယ်ပေါ့နော်တုံးကြတယ်အဲအဲ့ဒီတော့ပြီးလို့ရှိရင် တပဲမှာရှေ့ရွေးဆိုတာကတော့အာမြန်မာပြည်အောက်ပိုင်းမှာလည်းအဲ့လိုပဲတုံးကြတယ်မြန်မာပြည်အထက်ပိုင်းမှာဆိုလို့ရှိရောအရင်ကတော့ကျွန်မမကြောက်ဘူးပေါ့နော်ခဏိတ္တမငါရွေးနေတပဲကိုခဏိတ္တမငါရွေးနေတုံးတာတော့မကြောက်ဘူးဒါပေမဲ့အာကျွန်မရဲ့ဖန်တယောက်ကအဲ့လိုမျိုးပေါ့နော်အရင်ကမန္တလေးတို့ဘက်မှာတဲ့တပဲကိုခဏိတ္တမငါရွေးနေအာတုံးကြတယ်ပေါ့နော်တွေ့ပြီနော်ဒါပေမဲ့အခုကတော့အများအများဆုံးပါပေါ့နော်အများစုကတော့အဲကျွန်မကျွန်တော်အဲတပဲကိုရှေ့ယူနေပဲတုံးကြပါပေါ့နော် တကယ်လို့သုံးတတ်မယ်ဆိုလို့ခဏတမ်း9ယူနဲ့သုံးမယ်ဆိုလို့ရှိလေမြန်မာပြည်အချက်ပိုင်းပဲမှာပဲပေါ့နော်မြန်မာပြည်အောက်ပိုင်းကတော့တပဲကို10ယူနဲ့ပဲသုံးကြပါနော် ဲ့ကြောင့်မို့ဒီနေ့ဒီ120ရွေးနဲ့128ရွေးပေါ့เนาะအဲအဲ့လိုမျိုးကွာခြားချက်လေးတွေကိုလာပြီးတော့ရှင်းပြပြီးတော့ပေါ့เนาะရွေး120ကိုမြန်မာပြည်အထက်ပိုင်းမှာသုံးကြတယ်ဒီချက်မှာရွေး120အဲဒီချက်မှာ128ရွေးရှိတဲ့ဟာကြတော့ဒီမြန်မာပြည်အောက်ပိုင်းမှာရန်ကုန်တို့မော်လမြိုင်တို့အဖအလိုပဲမှာပေါ့เนาะ128ရွေးနဲ့ပဲသုံးကြတော့များပေါ့เนาะအဲဒါကြောင့်မို့ဒီအာဒီ ွာခြားချက်လေးပေါ့နော်ဒီ media 20နဲ့ media 28ရဲ့အကြောင်းကိုအာကျွန်မကဒီနေ့နည်းနည်းလေးလာရှင်းပြပေးတာဖြစ်တော့ပေါ့နော်အဲတကယ်လို့နောက်ထပ်ရွှေနဲ့ပတ်သက်ပြီးတော့သိချင်တာအာမေးချင်တာရှိလို့ရှိရင်ဒီ comment မှာရေးပြလို့ရတယ်အာဒါမှမဟုတ်ကျွန်မရဲ့ page message မှာလည်းတရားဆက်သွယ်လို့ရပါတယ်အာဒီ channel ထဲမှာပေါ့နော် YouTube ထဲမှာဒီ page link လည်းထည့်ထားပေးတယ်ပေါ့နော်အာကျွန်မရဲ့ page link နဲ့မှာဝင်ပြီးတော့အာ ဒီ page messenger ထဲမှာလာပြီးတော့ဆက်သွယ်လို့ရတယ်မေးမြန်းလို့ရတယ်သိချင်တာရှိလို့ရှိတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မို့သိချင်တာရှိလောက်မှရေးပြပါတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုစောင့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်ဆောင်ကြမယ်